အခုမင်းတို့အနာကုတ်မယ်ပေါ့နော်အနာကုတ်မယ်ဆိုတော့ဘာရင်ကုတ်မလဲဆိုတော့ဒီရှေးချမ်းရှေးချမ်းပက်လဲပေါ့နော်ရှေးချမ်းပက်လာသူကဒီမှာကုတ်ကျနေမလားဆိုတော့စိတ်မပူပါနဲ့အဲ့ဒါမင်းတို့ထိုးရင်းနဲ့ပြန်စားပြီးကြောက်လိုက်လို့ရပါတယ်ရှေးချမ်းပက်လဲဒီမှာရှေးချမ်းရဲ့ဒီခါးနေရပေါ့နော်ဒီလိုအလားပဲအတိုင်းအဝိုင်းအတိုင်းသွားပါမယ်သွားမယ်ဆိုတော့ပထမဒီမှာခြေအက်ကိုခြေခွင်းလေးလိုလိုက်မယ်ကွင်းလေးလောက်ပြီလို့ရှင်မင်းတို့ဒီမှာဆဆချင်းတိုင်တို့ထုတ်ခဲ့တဲ့အတန်းအဲ့ဒီတိုင်တို့ထဲမှာကဒီမှာ ထမခွင်းလေးလို့လိုက်ပြီးတော့အဲ့မှာတိုင်းတို့တပောက်ထိုးပါမယ်ပရိုတိုင်းရှင်နေရာမှာကတိုင်းရှင်နေရာမှာကတိုင်းတို့နှစ်ပောက်ဒီတိုင်းတို့နေရာမှာကတိုင်းတို့တစ်တိုင်းတိုင်းရှင်နေရာမှာကတိုင်းတို့နှစ်တိုင်း ပုံမှန်ငါတော့တိုင်းရှိတဲ့တိုင်းကတိုင်းတို့သုံးနိုင်တာအမြင်ရှိပါတယ်ဒါပေမဲ့ဒီမှာထိုးပြီးတော့အနေထားကိုကြည့်ကြည့်လိုက်တော့ကျုံသွားတာကျင်းသွားတာမရှိဘူးကျဲသွားတာမရှိဘူးပေါ့နော်ဒါကကိုယ့်အထယ်မှာကိုထိုးကြည့်ရင်လည်းဟိုဘလိုနေထိုင်ရလဲလိုက်တင်နေဖြစ်လာဆိုတော့ကြည့်ကြည့်ကြည့်ပေးရမှာပါအမေကတော့ဒီမှာကြည့်ပြီးတော့ထိုးကြည့်လိုက်တော့တိုင်းတို့နေရာမှာကတိုင်းတို့တတိုင်းတိုင်းရှိနေရာမှာကတိုင်းတို့နဲ့တိုင်းထိုးရင်200တူအလိုက်တင်နေတယ် ဒီမှာသူကလည်းသူအလိုက်တင်လေးဖြစ်ပါလေကြုံသွားတာဗာညာကြည့်ရသွားတာမရှိဘူးနော်အဲ့တော့ဒီတိုင်းလေးပဲဆက်ထုတ်လိုက်ပါမယ်ဆက်ထုတ်မယ်ဆိုတော့ဒီတိုင်းရှင်နေရာမှာကတိုင်းတို့နှစ်တိုင်းတိုင်းတို့နေရာမှာကတိုင်းတို့တိုင်းရှင်နေရာမှာကတိုင်းတို့နှစ်တိုင်းအဲ့ဒါကိုဒီလေဘင်းကနေဒီတောက်လျှောက်ပေါ့နော်နောက်ဖက်ကုန်းသားအထိထိုးပေးပါကုန်းသားမြေတစ်ချက်ပြပါမယ် ပြုမင်းဒီနေ့တစ်ချက်ပြောပါမယ်ဒါကဒီမှာခါကနေပြီးတော့ရှိတက်တက်တက်လာရဲတက်လာပြီလို့ရှင်မင်းတို့ကဒီအတန်းမှာက၃နိုင်စုချစပြီးတော့လေပင်းစားရဲပေါ့နော်၃နိုင်စုချစရဲဒီအတန်းထိကဒီအတန်းမှာစားပြီးတော့စားရဲ၃နိုင်စုချကမင်းမှာကမတ်တာမှာသွားလို့ဒီမှာနော်၃နိုင်စုချလေးအဲ့နေရာမှာစားစားရဲဆိုတော့မင်းတို့ကအဲ့ဒီမရောက်ခင် အဲ့ဒီမရောက်ခင်တိုင်တူတန်းပေါ့နော်ဒီမှာသုံးနိုင်စုချက်မရောက်ခင်ဒီတိုင်တူနေရာမှာကတိုင်တူသုံးခုထိုးပေးပါတစ်ခုနှစ်ခုဒီမှာနော်ချစ်ချင်းဖြစ်မှာဆိုရင်ဒီကြားထဲမှာနှစ်ခုထိုးလိုက်ပါသုံးခုသုံးခုထိုးပြီးလို့ရှိရင်မင်းတို့အလဲတိုင်အလဲတိုင်မှာမင်းမကမှတ်ခဲ့ပါမယ်ခြံထဲဟာကတော့တိုင်ရှိနေရာမှာကတိုင်တူနှစ်တိုင် ိုင်တို့ထဲမှာကတိုင်တို့ပုံမှန်ထိုးနေကြတဲ့တိုင်ထိုးပါဒီနားလေးနော်ဒီနားလေးကိုမကမခက်ပေးပါအဲ့ဒါလေးမင်းပြောဖို့မိတော်လို့ပါနော်ခုံနားရအောင်တစ်ချက်ပြင်ပြပါမယ်အခုမင်းတို့ပက်လက်ထိုးလိုက်နေဒီမှာဒါကပခုံးဆက်တဲ့နာရောက်လာပြီပခုံးကနေဒီတိုင်းအဆောင်လိုက်ကြီးဆင်းလာတယ်ဒီဘက်ဂုတ်ဖက်ကိုရောက်မှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းဘလို့ထိုးလဲဆိုတော့ဒီမှာတိုင်တူနေရမှာကတိုင်တူပဲမင်းတိုင်ထိုးခဲ့မယ်ဒီအဆောင်လေးတိုင်ရှင်နေရမှာကလည်းတိုင်ရှင်နဲ့တိုင်ထိုးခဲ့မယ် နော်တိုင်ရှိနှစ်တိုင်နှစ်တိုင်ပြီးလို့ရှိရင်မင်းတို့ဒီဥစ္စာလေးကိုကျော်လိုက်မယ်နော်ဒီကြဲကြဲလေးဖြစ်နေတာလေးကိုကျော်လိုက်ပြီးဒီအောက်ကတိုင်မာကမင်းတို့ကကုန်းမာနည်းနည်းကြဲတယ်လို့ဖြစ်နေတော့တိုင်တို့လေးနှစ်တိုင်ကိုဆွချပါမယ်နှစ်တိုင်ဆွချတတိုင်နှစ်ခါဆိုတော့ဆိုင်းနေရဝိတ်ပါတော့じゃတော့ တတိုင်းလက်ခါဒီမှာနော်တပောက်တတိုင်းလက်ခါပြီးရင်နှစ်တိုင်းကိုဆွတ်ချွတ်มาတော့ဒီမှာနော်ဒီတိုင်းလေးပဲထားတယ်နောက်တတိုင်းမှာကိုတို့ချေချေယူရဲသုံးခွင်းကိုဆွတ်ချွတ်တယ်ပြီးရင်တတိုင်းတပောက်တတိုင်းနဲ့နှစ်ခါထိုးမယ်ပြီးရင်နှစ်တိုင်းပြန်ပြီးဆွတ်ချွတ်မယ်ဆိုတော့ချီကိုချေယူရဲနောက်တစ်ပောက်ချီကိုချေယူရဲကိုုံဆွတ်ချွတ်တယ်ဒါအတိုင်းတို့တိုင်ရော့ပါတိုင်တို့တိုင်ရော့ပေါ့နော်တိုင်တို့ဆွတ်ချွတ်ပါပြီးရင်တပောက်တတိုင်းနဲ့တိုင်တို့လေးထိုးမယ် နောက်ထပ်နှစ်တိုင်းစုချုံမယ်တပေါက်တစ်တိုင်နဲ့တိုင်တို့လေးတွေထိုးမယ်အမကျဲသေးလို့ရှိရင်သုံးနိုင်စုချုံလို့ရတယ်ဒါမှမဟုတ်ရင်ဒီစုချုံတစ်ခါတိုင်တို့ယူယူတစ်ခါစုချုံတစ်ခါတိုင်တို့ယူယူတစ်ခါလည်းထိုးလို့ရရယ်နော် ီမှာဆိုလို့ရှိရင်မပြန်ပြီးတော့ switch ရမယ်လဲဆိုတော့ဒီမှာအကိုထိုးချီချိတ်ယူရဲတော့ဝင်တစ်ခါ switch တယ်။ပြီးရင်တိုင်းလိုတစ်ပေါက်တစ်တိုင်းနဲ့နှစ်ခါလာမယ်။တစ်ခါနှစ်ခါတော့ဝင် switch တယ်။တိုင်းလိုတစ်ပေါက်တစ်တိုင်းနဲ့နှစ်ခါလာမယ်။တစ်ခါနှစ်ခါ switch တယ်။အာ ီမှာမင်းဒီဘက်ဒီဘက်တောင်းပြန်တက်တဲ့နာရောက်လာပြီဆိုတော့ဒီဘေးမှာကတတိုင်းအလိုက်တင်လေးထိုးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာဒီတောင်းနေရာလေးကိုကျော်လိုက်ပြီးတော့ဒီတိုင်းရှင်နေရာမှာကတိုင်းရှင်နဲ့တိုင်းထိုးလိုက်တယ်တိုင်းတို့နေရာမှာကတိုင်းတို့ထိုးမယ်ခုပခုံးဆက်တဲ့နေရာရောက်လာပြီဒီဘက်တိုင်းတို့မှာလည်းတိုင်းတို့ထိုးမယ်ပြန်တော့တရားရှိချမ်းအနေနဲ့လေပြင်းဆင်းလာတဲ့နေရာရောက်သွားပြီအဲ့မှာဆိုလို့ရှိရင်တိုင်းရှိနေရာမှာကတိုင်းတို့နှစ်တိုင်းထိုးမယ် တိုင်တူနေရာမှာကတိုင်တူတစ်တိုင်တိုင်ရှိနေရာမှာကတိုင်တူနှစ်တိုင်တိုင်တူနေရာမှာကတိုင်တူတစ်တိုင်သူ့ကိုပဲလဲထိုးသွားပြီးတော့ကျွန်တော်တို့ဒါအခြေချင်းဆင်းလာတဲ့ဟာအခြေချင်းဆင်းလာတဲ့ဟာမှာဆိုလို့ရှိရင်လည်းမင်းတို့၃နိုင်စုချုပ်ကဒီအတန်းမှာစားတယ်အဲ့တော့ဒီ၃နိုင်အတဲနဲ့၃နိုင်စုချုပ်နဲ့စုံတဲ့နေရာပေါ့နော်အဲ့ဒီနေရာတောင်းပါလဲမင်းတို့မကလီ မှတ်ထားပါဘောเนาะဒီမှာတော့ဒါကဒီဘက်ကျန်တဲ့တချမ်းရဲဒါ၃နိုင်ဆွေးချွပြောလဲပင်းစားစားတဲ့နေရာဒီလိုမျိုးသွားရပါဘောเนาะဒါကရှေ့အတဲသွားတဲ့နေရာအဲဆုံတဲ့နေရာမှာဒီနေရာမှာဆိုလို့ရှိရင်လည်းမင်းတို့ကတိုင်လို့ကို၃နိုင်ထိုးမယ်၃နိုင်ထိုးပြီးတော့အလဲတိုင်တို့မှာမကလေးမက်ခဲ့မယ်ဟိုဘက်တချမ်းထိုးတို့လိုမျိုးပဲအဲ့ဒါကိုဒီခါအဆုံးဒီထိုးလာသေးပါ အခုဒီဘက်တော့အခါတော့မှာတိုင်လို့လဲဆုံးသွားပြီဆိုလို့ရှိရင်မင်းတို့ကတိုင်းရှိတတိုင်းသာတက်မှာဆိုတော့ဒီမှာချိန်နှစ်ခုနဲ့ကိုရဲမှာထိုးတယ်လို့ပဲသူကချိန်သုံးခုတိုင်းရှိတတိုင်းသဘောလဲတက်လို့ရတယ်ဘာလို့မင်းကတော့ချိန်နှစ်ခုပဲတက်ပါမယ်ပြီးလို့ရှိရင်အဲ့ဒီအပေါက်ပေါ့နော်ဒီချိန်ပေါက်ရဲ့အောက်ခြေအပေါက်မှာပဲတိုင်းရှိတတိုင်းတိုင်းရှိကိုတပေါက်တတိုင်းထိုးသွားပါနော်ဒီအခုကြတော့ဒီနောက်ခွင်းလေးတွေမဟုတ်ဘူးနော်ခွင်းနှစ်ခုလုံးယူပါလေဒီမှာဒီလိုမျိုး ဒီကွေးနှစ်ခုလုံးမှာအက်ကိုထိုးပြီးတော့ချီကိုချိန်ယူပါတယ်။တိုင်ချီလေးတစ်ပေါက်တစ်တိုင်နဲ့ပက်လဲထိုးပါ။ပက်လဲထိုးပါဆိုတော့မင်းဒီတောင်းနေရတစ်ချက်ပြောပါမယ်။မာကာလေးမှတ်ထားခဲ့တဲ့တောင်းဒီဘက်ကတော့တစ်ပေါက်တစ်တိုင်နဲ့ထိုးလာပြီးပါ။အခုမင်းတိုင်းချီကိုတပေါက်တစ်တိုင်ထိုးလိုက်ရင်လည်းဒီမှာမာကာလေးမှတ်ထားခဲ့တဲ့လေပင်းစားစားရတဲ့နေရာလေးကိုရောက်လာတော့မယ်ပေါ့နော်။အဲ့နောက်မှာဆိုလို့ရှိရင်ဒီအောက်ကနေရာမှာတိုင်ချီပြီးတော့ဒီမာကာမှတ်ထားတဲ့အပေါက် မှတ်ချိန်လေးမှတ်ထားတဲ့အပေါက်ထဲမှာဆိုလို့ရှိရင်တိုင်းရှည်တစ်တိုင်းချိန်တစ်ခုထိုးလိုက်မယ်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်းရှည်တစ်တိုင်းအဲ့တော့မင်းချိန်တစ်ခုနေရာလေးကိုမကာလေးမှတ်ခဲ့ပါမယ်မကာလေးမှတ်ခဲ့ပြီးတော့ဒီလက်ရင်းဝိုင်းတက်တဲ့နေရာမှာလည်းတိုင်းရှည်တစ်ပေါက်ထိုးလိုက်ထိုးပါအတန်လေးစုနေတိခန့်ပြပါနော်အခုမင်းဒီမှာတိုင်းရှိကိုတပေါက်ဒရိုင်းထူပြီးတက်လာတက်လာရင်လည်းဒါကပခုံးထိပ်ရောက်လာအဲ့အန်လေးဒီမှာဂုတ် ခုံနာလေးကိုမင်းတို့ဒါကိုအထယ်ရဲ့အတိုင်းအတာနဲ့ကိုပေါ်မကျယ်နေသေးရဲ့လူခံစားရင်သူ့မှာလည်းတိုင်လေးလေးကိုဆွတ်ချပြီးတိုင်ရောလေးတွေထိုးပေးပါဥပမာဆိုလို့ရှင်ဒီမှာဒီလိုထောင်းနေရအကွေလေးဆိုလို့ရှင်လည်းမင်းတို့ကအခုပထမကတိုင်ရှည်တိုင်ထိုးလိုက်တယ်ဟုတ်တယ်ဒီမှာတိုင်ရှည်တိုင်ပြီးလို့ရှင်ဒါကထောင်းဒီခုတ်ကနေပေါ့နော်ဒီဘာလို့ခုံကနေကုန်းစင်တဲ့တောင်းအောင်နေရာလေးမျိုးလိုမျိုးဆိုလို့ရှိရင်လည်းဒီမှာတရစ်တိုင်းရှိကို နှစ်ကွင်းတစ်ခါဖြုတ်နောက်တရင်ရင်နောက်တပေါက်မှာထိုးနှစ်ကွင်းတစ်ခါဖြုတ်အဲ့တော့စုချုပ် ုချုပ်ပြီးတော့ထက်ကားတိုင်းရှိလေးတွေတပောက်တစ်တိုင်းထိုးမယ်အဲ့တော့ကိုကြုံကျင်တဲ့အနေထားပေါ်မူတည်ပြီးတော့ဗောနတိုင်းရှိနှစ်တိုင်းကြားကိုအောက်မှာတိုင်းလို့ထိုးခဲ့တယ်လို့မြင်မယ်တိုင်းရှိနှစ်တိုင်းကြားမှာတစ်ခါကြုံရင်ကြုံတိုင်းရှိသုံးတိုင်းချာအဲသုံးတိုင်းတပောက်တစ်တိုင်းထိုးပြီးတော့ပြီးတော့နှစ်တိုင်းစုချုပ်တစ်ခါထိုးတိုင်းရှိတပောက်တစ်တိုင်းထိုးနှစ်တိုင်းစုချုပ်တစ်ခါထိုးအဲ့လိုမျိုးကြုံလို့လင်းရပါတယ်ဒီမှာမြင်ကြုံပြမယ်သုံးနှစ်တိုင်းကတပောက်တစ်တိုင်းပြီးတော့သုံးတိုင်းထိမင်းတပောက်တစ်တိုင်းထိုးလိုက်မယ်ပြီးရင်ကျန်တဲ့နှစ်တိုင်းကိုကြတော့ဒီလိုမျိုးစုချုပ်လိုက်မယ် နော်သုံးခွင်းတစ်ခါဆုချွတ်ဘလို့ရှိရင်တရက်တိုင်ကိုသုံးတိုင်သူကဒီလိုမျိုးကြုံမှာဆိုလို့ရှိရင်လည်းအဲ့ဒီနောက်ချန်ကုန်းနေရာကိုစက်တိုင်ကြုံပေါ့နော်ဘာလို့လဲဆိုတော့တချမ်းနေရာကြုံပြီးတချမ်းကမကြုံဘူးအဲ့လိုမျိုးဖြစ်နေမှာဆိုလို့သူကလည်းသူရေတွက်ကိုမှတ်ထားပါသုံးတိုင်အတဲထိုးတဲ့တစ်ခါကြုံတယ်ဆိုလို့ရှိရင်လည်းပဲအဲ့လိုမျိုးသုံးတိုင်စက်တိုင်ထိုးလိုက်တစ်ခါဒီနှစ်တိုင်တစ်ခါဆုချွတ်လိုက်သုံးတိုင်တစ်ပေါက်တစ်တိုင်နဲ့သုံးခါထိုးလိုက်နှစ်တိုင်တစ်ခါဆုချွတ်လိုက်အဲ့လိုမျိုးထိုးပြီးပါ မင်းဒီမှာနမူနာထိုးပြတာဆိုလို့ရှိရင်တပေါက်တစ်တိုင်းနဲ့သုံးတိုင်းတစ်ခါထိုးတယ်ပြီးရင်နှစ်တိုင်းဆူချွတ်တစ်ခါလာတယ်ဒါကဒီကုတ်နေရမှာပဲသုံးရမှာเนาะကိုယ်တည်းပက်လက်ထိုးတဲ့အချိန်မှာတော့တပေါက်တစ်တိုင်းနဲ့သူဟာနဲ့သူကွက်တီထိုးပေးပါမာကာမတ်ထားတဲ့နေရာမှာဆိုလို့ရှိရင်เนาะတိုင်းရှည်တစ်တိုင်းချိန်တစ်ခုတိုင်းရှည်တစ်တိုင်းထိုးပါပြီးရင်အဲ့ချိန်တစ်ခုကိုမှတ်ခဲ့ပါဒီမှာဆိုလို့ရှိရင်သုံးတိုင်းအတဲထိုးတယ်ဒီဘက်နှစ်တိုင်းကိုဆူချွတ်တယ် sorry မင်းချီနဲ့အကကြီးနေတော့ကင်မရာထဲမှာတော့ပြည်ပြဲနေပါပြီးရင်တော့ဒါကဒီပဲနာဂုံနာလေးကိုယောက်လာပြီဆိုလို့ရှိရင်တော့တပေါက်တတိုင်နဲ့ခါတိုင်းထိုးခဲ့တယ်လို့မျိုးပတ်လည်ပဲထိုးပေးပါဒါမင်းချီနားလေးလည်းတင်ရလေးကိုဒီမှာဆိုလို့ရှိရင်တော့ဆိုးဆိုးကဂုံနဲ့ဆာလို့ရှိရင်တော်တော်လေးဂုတ်ကကျုံသွားပါတယ် မင်းကတော့ဒီတိုင်းလေးဒီကျုံနဲ့အနေထားလိုက်တဲ့တိုင်းထားလိုက်ပါတော့မယ်အကောလုံးကဒီလိုမျိုးနော်ဒီမှာဆိုလို့ရှိရင်တော့တဘောက်တစ်တိုင်းနဲ့၃နိုင်နှစ်တိုင်းဆူချွတ်တခါတဘောက်တစ်တိုင်းနဲ့၃နိုင်နှစ်တိုင်းဆူချွတ်တခါတဘောက်တစ်တိုင်း၃နိုင်နှစ်တိုင်းဆူချွတ်တခါအဲ့လိုမျိုးကိုအဆင်ပြေတယ်လို့ကိုလိုချင်တဲ့အနေထားလေးကျုံလို့ရပါတယ်ဒါလေးပတ်လည်ထုတ်ပေးပါနော်အခုတိုင်းရှိတန်းကိုဝင်ပြောသလိုမျိုးတိုင်းရှိကြပေါ့တတိုင်းနဲ့ပေါ့နော်ပက်လက်ထိုးလာဒီတောင်းနေရာလေးမှာမကလေးမက်ခက်လေးပေါ့နှစ်ဖက်လုံးမှာမက်ခက်ပေါ့နော်ပြီးလို့ရှိရင်မင်းတို့ ဒီရောစာကျဲသီးလေးဝင်တက်ချင်တာမတက်ချင်တဲ့လူကတော့ဒီတိုင်းထုတ်လိုက်လို့ရတယ်ကျဲသီးလေးတက်ချင်တာဖြစ်တဲ့အတွက်မင်္ဂဒီတောင်းနေရမှာတလုံးတက်မယ်ပေါ့နော် ပြီးရင်ကိုလိုချင်သလောက်အကွာဝေးလေးနဲ့ချပြီးတော့ဒီမှာဆိုလို့ရှိရင်မယ်နှစ်တန်းနှစ်တန်းချရင်ကျဲသီးတလုံးနှစ်တန်းချရင်ကျဲသီးတလုံးအဲ့လိုမျိုးမှန်ပြီးတော့ကျဲသီးတက်မယ့်နေရာလေးကိုမှကာလေးရေမှတ်ထားပါတယ်မှတ်ထားပြီးတော့အခုဒီမှာတိုင်ရှည်တန်းတိုင်ရှည်တန်းကနေ ဒီဘက်ကနေပြန်လဲလာမယ်ပေါ့နော်ကျဲတီးကိုကြတော့ကိုအချင်းပြေတဲ့ဘက်အချမ်းမှာတက်လို့ရတယ်မင်းကတော့ပဲကျဲတီးကခဏခွဲဘဲဘဲချမ်းဘဲဘဲချမ်းမှာတက်ဖို့လုပ်ထားပါတယ်ဘယ်ဘက်တက်တဲ့ညာဘက်တက်တဲ့ပေါ့နော်အဆင်ပြေတဲ့ဘက်မှာတက်အခုဒီမှာတိုင်းရှည်တန်းကဒီလိုမျိုးဆုံးသွားရမလားဆုံးသွားတယ်ဆိုလို့ရှိရင်မင်းတို့ကချိန်နှစ်ခုထိုးပြီးတော့ပြန်လှည့်လာမယ်ပြန်လှည့်လာပြီးတော့အခုဒီကြံတဲ့တိုင်းရှည်ကိုဒီပြီးအဲဒီမှာပေါ့နော်ပထမ ပထမဆုံးမြင်လို့ဒီတိုင်းရှိရဲ့အတွက်ကကြတော့ဒီတိုင်းထားလိုက်တော့မယ်ချိန်၃ခုချိန်၃ခုတတိုင်းသာထိုးပြီးတော့ပြန်လဲအဲချိန်၂ခုချိန်၂ခုနဲ့အဲ့နေရာမှာတပောက်ထိုးလိုက်တော့မယ်နော်အဲ့နေရာမှာမြို့တိုင်းရှိကိုအပြည့်အပြည့်ယူပြီးတော့တပေါက်ထိုးမယ်တရေရေအဲ့ဒီဒီမှာဒီနှစ်ခွင်းလုံးကိုယူပြီးတော့တိုင်းရှိတဲ့တိုင်းပြီးတော့နောက်တိုင်းကြတော့မင်းတို့ကဒီရှိကပေါ့နော်အပေါ်ကနေဒီလိုမျိုးတရေရေဒီမှာတိုင်းရှိခွင်းကို တိုင်းရှိကိုပေါ်လာထားပြီးဒီမှာကွင်းရောအောက်ကနေအကူထိုးကွင်းလေးကိုယူပြီးတော့ခြေလေးကိုနည်းနည်းရှိရှိလေးတတိုင်းသာအမြင့်ပေါ့နော်လို့ရှိရှိလေးဆွဲမယ်ပြီးတော့တရင်ရစ်မယ်နောက်တတိုင်းကိုကြတော့ဒီလိုမျိုးနောက်ဖက်ကနေအကူထိုးခြေလေးကိုချိတ်ယူပြီးတော့တိုင်းရှိထိုးမယ်နောက်တတိုင်းကို ရှေ့ဘက်ကနေအကူထိုးခြေလေးကိုချိတ်ယူပြီးတော့တိုင်းရှိထိုးမယ်ခြေကညှိညင်းနေလို့နော် နောက်ထပ်တိုင်းကိုကြတော့တရင်ရေနောက်ဖက်ကနေအက်ကိုထိုးချီလေးကိုချိန်ယူပြီးတော့တရင်တိုင်းရှေ့အဲ့လိုမျိုးရှေ့တတိုင်းနောက်တတိုင်းပေါ့နော်ဒီလိုမျိုးလေးထိုးသွားပြီးပါရှေ့တတိုင်းနောက်ဖက်ကယူတာက sorry ဒီမှာနောက်ဖက်ကနေထိုးတာကတတိုင်းအဲ့ဒါကနည်းနည်းတော့စိတ်ရှိရရယ်နော်ဘယ်ပြောမလဲချွတ်ချွတ်ရေးရပုံစံလေးရလာပြီမြဲဟိုကဆူလိုက်တာ အဲ့လိုမျိုးရှင်းနေနောင်နေထိုးတာလေးကစိတ်ရှိရှိနဲ့တော့ထိုးပြရပါတယ်ဒီတိုင်ရှည်လေးကိုရှေ့ကယူလိုက်နောက်ကယူလိုက်နဲ့တပေါက်တလဲစီထိုးပေးပါမှဒါဆိုလို့ရှိရင်သူကဒီလိုကြွကြွကြီးကဒီလိုပုံစံလေးရလာပေါ့နော်ဒီလိုအကြွပုံစံလေးတွေ အခုထိုးလိုက်ရင်လည်းမကမတ်တဲ့နေရာလေးပေါ့နော်ဒီချိန်ဝန်းနေရာလေးရောက်လာပြီဆိုလို့ရှိရင်တော့မင်းတို့ကပုံမှန်အတိုင်းအဲ့ဒီချိန်ပေါက်ထဲမှာပဲပေါ့နော်အတိုင်းရှိတဲ့အတိုင်းချိန်တက်ခိုးအတိုင်းရှိတဲ့အတိုင်းအားလေးကိုဒီတိုင်းမဲ့ထိုးလိုက်ပါထိုးလိုက်ပြီလို့ရှိရင်ကြံတဲ့အတိုင်းရှိအတိုင်းနေရာတော့မင်းတို့ထိုးနေကြအတိုင်းမဲ့သူကအပေါ်တဲ့အတိုင်းအောက်တဲ့အတိုင်းပေါ့နော်အလိုအတိုင်းရှိလေးတွေကိုဒီတိုင်းလေးထိုးသွားပေးပါအဲ့ဒါကိုပက်လက်ထိုးပေါ့နော်ပက်လက်ထိုးပြီလို့ရှိရင်မင်းတို့ကခုံနာလေးမှာကိုယ်ကထက်ချင်းညင်သေးရဲ့ဆိုတဲ့လူက အဲဒီလိုမျိုးတတိုင်းစာလောက်ပေါ့နော်ဂျာထဲမှာကြော်ကက်လိုက်ကြော်ကက်လိုက်ပြီးတော့ဒီဘက်နောက်တတိုင်းမှာပဲကိုယ့်ရဲ့အလှည့်ကြထိုးကျင်တဲ့ဟာကိုထိုးလိုက်ပါနော်အဲထပ်တော့ချင်းစေးရမင်းအနေနဲ့ဆိုလို့ရှင်တော့သူချင်းစေးရတော့တိတ်တော့မလို့တော့ နံပါတ်ကျင်းရင်တည်းဆိုလို့ရှိရင်အဲ့လိုလေးကြည့်ပြီးအနေအားအများကြီးတော့ကျင်းလို့အဆင်မပြေတော့ဘူးเนาะသူကတင်ရုံးစာနည်းနည်းပက်တန်ကလေနဲ့တိတာတဲ့ဟာဆိုတော့အဲ့ဒါလေးကိုကိုယ်အဆင်ပြေလို့အလိုက်တင်နေလို့ပါလုပ်ပြီးလို့ရှိရင်မင်းတို့ဟိုဘက်တောင်ရောက်ပြီဆိုလို့ရှိရင်လည်းဒီတောင်နေရာလေးကမင်းပြောသလိုမျိုးပဲချိန်ခွင့်နေရာလေးမှာတိုင်းရှိတိုင်းချိန်တခုတိုင်းရှိတိုင်းလေးနဲ့ထိုးခဲ့ပြီးပါဒီမှာဆိုလို့ရှိရင်ဒီလိုအတွန့်ပုံစံလေးရရယ်เนาะ အခုဒါကမြောင်းမြိုင်ပေါ့နော်ဒီကနေပက်လဲထိုးလာဒါလဲပင်ပေါ့လဲပင်ပေါ့ကနေမင်းထိုးလိုက်ရင်းနဲ့လေကျဲသီးမတက်တော့ဘူးပေါ့နော်ကျဲသီးမတက်တော့ပဲနဲ့မင်းဒီနားမှာလေအပေါက်လေးချန်ခဲ့လေဒီတောင်းနေရလေအဲ့နေရာလေးနှစ်ခုကိုကြိုးကြည့်လေးဖြစ်ဖြစ်ချိန်လေးပြင်းပြင်းတက်ပါမယ်အာအဲ့ကျဲသီးကလေထိုးနေကြဖြစ်နေတော့ဒီဥစ္စာပြီးတော့ဒီအတွန်လေးတိုင်းအားလာတော့လေအဲ့တော့ကျဲသီးတက်ပင်နဲ့ဆက်ပြီးတော့ပဲထိုးလိုက်ပါတော့မယ်လို့မြင်ရလေးပြောတာပါဒီတောင်းထိရောက်တောင်းထိထိုးလာပေါ့နော်အဲ့ထိထိုးလာပြီလို့ရှင်မင်းခါပက်လဲထိုးနေလေးပြပါမယ်